မြို့ပပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပြည်သူ့ကော်မတီတက်မတော်တော်ဝဲခရိုင်အမှတ်နဲ့တိုက်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲမေကြီးဖြစ်ပါရခင်ဗျာအခုကျွန်တော်တို့တိုက်ရင်မှာတိုက်ရင်လိုအပ်ချက်အရဒဏ်ရာရေးရဖို့များအတွက်အသက်ကြီးရင်ဆိုတဲ့ကမ်ပိန်းတစ်ခုကိုပြုလုပ်နေပါရခင်ဗျာကမ်ပိန်းပြုလုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့တိုက်ရင်မှာယခုလက်ရှိအသုံးပြုနေတဲ့ကားများကဆက်ရှုပ်ရုံမှုတွေမကြာခဏဖြစ်ပေါ်နေတဲ့အတွက်ကြောင့် စစ်စင်ရေးကာလတိုက်ပွဲအတွင်းမှာတန်ရပြင်းထန်ရရှိလာတဲ့ကျွန်တော်တို့ရဲဘော်တွေကိုတည်ယူဖို့ဆောင်ရမှာအချိန်နောက်နေကြံ့ကြောက်မှုတွေဖြစ်စေတဲ့အတွက်ကျွန်တော်တို့ရဲဘော်တွေကိုအသက်အမြဲကျင်းလို့အောင်အချိန်မီဖို့ဆောင်ပေးနိုင်ရန်အတွက်ရည်ရွယ်ပါတယ်ခင်ဗျာကမင်းကာလကိုတော့25ရက်3လပိုင်း2025မှာ25ရက်4လပိုင်း2025အထိတလားတီတီသတ်မှတ်ထားပြီးတော့ကမင်းဘတ်ဂျက်ကိုတော့ထိုင်းဘတ်ငွေ9သိန်းရရှိဖို့ရည်ရွယ်ထားပါတယ်ခင်ဗျာ ဒါကြောင့်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့တက်ရင်မှပြုလုပ်နေတဲ့ကမ်ပိန်းကိုပအဝင်ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက်မြေထိုင်ရခိုင်တိုက်တွန်းအပ်ပါတယ်ခင်ဗျာပအဝင်ကူညီထောက်ပံ့လိုပါကကျွန်တော်တို့တက်ရင်ရဲ့ Facebook Page ဖြစ်တဲ့ PDF The Way District Battalion 2 P23302 ကိုဆက်သွယ်ရရသလိုဒီဘနိုင်ငံများမှာရှိရဲကျွန်တော်တို့တက်ရင်မှထောက်ဖို့ရဲဖို့များထံသို့လည်းဆက်သွယ်၍ပအဝင်ကူညီထောက်ပံ့ပေးနိုင်ပါတယ်ခင်ဗျာမိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ thank you